မင်္ဂလာပါရှင်စပုတ်ဗီဒီယိုမြန်မာမှကြည့်ဆုံးလိုက်ပါရယ်2025ခုနှစ်မတ်လ26ရက်နေ့ဗုဒ္ဓဦးနေ့အတွက်နောက်ဆုံးရပြည်တွင်သတင်းများကိုတင်ဆက်ပေးပါရမရှင် ရင်ကောင်းစဉ်ထိုင်းမြန်မာနယ်စပ်တွင်36နှစ်ကျော်ကြာတဆထားရေးစစ်ကောင်စီရဲ့ကလေးဒီစကန်ကိုတက်ခတ်တင်ပိုင်မှုစစ်သား2ဦးရဲ့အလောင်းများနဲ့လက်နက်ကင်ရများစွာသိမ်းဆည်းရရှိကျောက်တကားမြို့နီးရှိစစ်တပ်စကန်ကိုဝင်ရောက်တိုက်ခိုက်မှုစစ်သား12ဦးသေဆုံးပြီးလက်နက်တလက်သိမ်းဆည်းရရှိရွှေဘူးရေဦးလမ်းမိုင်းတွင်တိုက်ပွဲဖြစ်ပြီးစစ်သားနှင့်ပြည်စိုးတင်ငါးဦးတပ်မင်းသေဆုံးရှိရတဲ့တဲ့တွေကိုတင်ဆက်ပေးကြပါမယ်။ ိုင်းပြည်မှာနေဆက်တွင်36နှစ်ကျော်ကြာတဆင်ထားတဲ့စစ်ကောင်စီရဲ့ clay scan ကိုတက်ကက်သိမ်းပိုက်မှုစစ်သား၂ဦး၏အလောင်းနဲ့လက်နက်ခဲရဲများစွာတင်စီရရှိရဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါရစေ။ PNB နဲ့ထိုင်းပြည်မှာနေဆက်လိုင်းပွဲမြေနယ်တွင်36နှစ်ကျော်ကြာတဆင်ထားတဲ့စစ်ကောင်စီရဲ့ clay scan ကိုတက်ကက်သိမ်းပိုက်ရမှာစစ်သား၂ဦး၏အလောင်းနဲ့လက်နက်ခဲရဲများစွာတင်စီရရှိခဲ့တယ်လို့ KNU ဗဟုကသတင်းထုတ်ပြန်လိုက်ပါရစေ။ဂျမစစ်ကောင်စီတပ်ရဲ့ clay စစ်ကောင်စီတက်စကန်ကို KNL တပ်မဟာခုနှစ်တပ်မဟာလုံးချုပ်ရေးစစ်ကြောင်းတရင်များနဲ့ပူပေါင်းတပ်များကမက်စလာ20ရက်နေ့မှာစတင်ပြီးတက်ကက်ခဲ့ကြောင်း စစ်တပ်ကမတ်လ24ရက်နေ့တွင်တိုက်လေယာဉ်နှစင်းဖြင့်ပေါင်900ဘုံ၄လုံး၊ဝိုင်းတွဲလေယာဉ်ဖြင့်ဘုံ36လုံးကျဲချခွင့်ခံခဲ့တယ်လို့သိရှိရပါတယ်။မတ်လ25ရက်နေ့တွင် KNL တပ်ဖွဲ့ဝင်များရဲ့အဆက်မပြတ်ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့်စစ်ကောင်စီတပ်များမှဆက်လက်တောင်းခံနိုင်ခြင်းမရှိတော့ပေ။စခန်းတွင်းရှိစစ်ကောင်စီတပ်သားများမှလည်း၎င်းတို့ရဲ့လက်နက်ခဲယမ်းများကိုမိရှုဖြက်ဆီးကာစခန်းကိုဆုံးခွာထွက်ပြေးသွားကြောင်းသိရှိရပါတယ်။စစ်ကောင်စီရဲ့ Clay Day Scan ကိုရှင်းလင်းစဉ်စစ်သားနှစ်ဦးရဲ့အလောင်းကိုတရှိခဲ့ရပြီးစခန်းတွင်းမှ0.5တလက်0.5ပြောင်း2.6စင်မမရှိတ လက်60မမ2တလက် RPG 9တလက် ME2 3လက်ဂျမ်မာတလုံးမိဆက်ကြီးတလုံးမိဆက်အသေးတလုံးမိုင်းရှာဆက်တစ်ခုရှေ့ထွက်မိုင်း6လုံး16နင်းမိုင်း2လုံး60မမကြီး29လုံးခွေးပုံတလုံး87မမကြီး2လုံး40မမကြီး32လုံး RPG 7G 14လုံး 7.62G 2တောင်း 5.56G 8000တိုင်ပိုင်း60လုံးခမောက်10လုံးဆိုလာလေးချက်တူကိုသိရရှိခဲ့ရလို့သိရှိရပါတယ်။ကလေးလေးစစ်ကောင်စီတက်စကန်ဟာ1989ခုနှစ်စက်တင်ဘာလ22ရက်နေ့မှာထိုင်းမြန်မာ နေဆက်ဒေတာထိ ंछ ုပ်ရေးရည်ရွယ်ချက်တွေတိစောက်ခဲ့တဲ့စကန်တစ်ခုဖြစ်က၎င်းစကန်စတင်တိစောက်ခဲ့တဲ့အချိန်ကစတင်ပြီးဒေတာငယ်ပြည်သူလူထုများအနေနဲ့လွတ်လပ်စွာလှုပ်ရှားသွားလာနေထိုင်လောက်ကိုင်းစားတောက်ခွင့်အခက်အသက်ခံခဲ့ရကြောင်းဒေတာငယ်ပြည်သူလူထုများလွတ်လပ်စွာလှုပ်ရှားသွားလာနိုင်ရေးလောက်ကိုင်းစားတောက်နိုင်ရေးအတွက်ပြည်သူလူထုရဲ့လူလာချက်နဲ့အညီကရင်မျိုးသားလူမျိုးရေးတက်မတော်ခင်းနယ်လေးကကလေးလေးစစ်ကောင်စီတပ်စခန်းကိုတင်ပိုက်နိုင်ခဲ့တာဖြစ်ပြီးလက်ရှိချိန်တွင်နေပြည်တော်ရှင်လင်းရေးလုပ်ငန်းများလှုပ်ဆောင်လျက်ရှိကြောင်းသိရှိရပါတယ်ရှင် ဆက်လက်ပြီးကြောက်တကားမျိုးအနေရှိစစ်တပ်စခန်းကိုဝင်ရောက်တိုက်ခိုက်မှုစစ်သားဆက်နှစ်ဦးသေဆုံးပြီးလက်နက်တလက်သိမ်းဆည်းရရှိရဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ပဲခူးတိုင်းကြောက်တကားမျိုးအနေရှိဂျမစစ်တပ်စခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ရမှာစစ်သားဆက်နှစ်ဦးသေဆုံးပြီးလက်နက်ငယ်တလက်နဲ့ကြီးစံများသိမ်းဆည်းရရှိခဲ့တယ်လို့အထူးကွန်မန်ဒိုတပ်ရင် P2914 မှာတာဝန်ရှိသူတူတန်းကသိရှိရပါတယ်။မက်ရှလ25ရက်နေ့တနက်အစောပိုင်း2:23မိနစ်အချိန်ခန့်တွင်ကြောက်တကားမျိုးအနေရှိစင်ဦးလဟာကြီးရွာမှာအင်အား90ခန့်ဖြင့်ထိုင်ချတဆွဲထားတဲ့ဂျမစစ်တပ်စခန်းကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ ရာမှာပြန်လည်ပြစ်ခတ်တိုက်ပွဲ၄နိုင်ကျော်ကြာမြင့်ခဲ့တယ်လို့သိရှိရပါတယ်။ယင်းတိုက်ပွဲတွင်စစ်သား၁၂ဦးသေဆုံးခဲ့ပြီးစစ်သား၅ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိကကြည်သရီမျိုးစားတနက်တလက်လက်နက်ငယ်ကြီးများနဲ့စစ်သုံးပစ္စည်းများသိမ်းဆည်းရရှိခဲ့ကြောင်းဂျမတ်စစ်တပ်ကလည်းလေးရင်ပစ်ကူများလက်နက်ကြီးများဖြင့်ပြင်းထန်ကူးကံတိုက်ခိုက်ခဲ့ခြင်းကြောင့်တော်လိုင်းတစ်ဖက်ဝင်များပြန်လည်ဆုတ်ခွာခဲ့ရခြင်းဖြစ်ကြောင်းသိရှိရပါတယ်။စူပါတိုက်ခိုက်မှုကိုတော့ပြူဟာ25တိုင်းစစ်ဌာနဘကူစစ်စင်ရေးနယ်မြေနှင့်အမှတ်303ညနှစ်တရင်စပင်ကိုရီယာကိုလုံးမထုကမန်ဒိုတရင်နဲ့ KNL တရင်ကိုရူက ကံပူပေါင်းကတိုက်ခိုက်ခဲ့တာဖြစ်ပြီးတွန်လိုင်းပူပေါင်းတပ်ဖွဲ့များဘက်မှရဲဘော်တအူမြင့်မြတ်စွာကြာဆုံးခဲ့ကတပ်ဖွဲ့ဝင်ချုပ်တိုက်ခိုက်တရားရရှိခဲ့တယ်လို့သိရှိရပါတယ်ရှင်။ ဆက်လက်ပြီးရွှေဘိုရေဦးလမ်းပိုင်းတွင်တိုက်ပွဲဖြစ်ပွားပြီးစစ်သားနှင့်ပြည်သူတင်းငောက်ထပ်မံတဲ့တည်ဆုံသွားတဲ့တရင်ကိုတင်ဆက်ပေးကြပါရစေ။သခိုင်းတိုင်းရွှေဘိုမြို့နယ်ရွှေဘိုရေဦးလမ်းတွင်တိုက်ပွဲဖြစ်ပွားပြီးစစ်သားနှင့်ပြည်သူတင်းငောက်ထပ်မံတဲ့တည်ဆုံခဲ့တယ်လို့ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်ကဖော်မှာတာဝန်ရှိသူတူထံကသိရှိရပါရစေ။မက်ရှလာ25ရက်နေ့နေ့နက်9နာရီချိန်မိနစ်20ခန့်ကစတင်ပြီးမွန်လယ်12နာရီ35မိနစ်အချိန်ထိရွှေဘိုမြို့နယ်ရွှေဘိုရေဦးလမ်းကျွန်းကျန်အတွင်းနဲ့အောက်ရှိကန်တုတ်တန်းတို့ရောက်ရှိလာတဲ့စစ်သားနှင့်ပြည်သူတင်းများကိုဒရုန်းဖြင့်ပုံကျဲခြင်းလက်နက်ကြီးများဖြင့်တိုက်ခိုက်ခဲ့ကြောင်းထို့ပြင်အောက်ရှိကန်တုတ်တန်း အတွင်းမှထွက်လာတဲ့စစ်သားနှစ်ပစ္စောတိများကိုလည်းရင်ဆိုင်တက်ပွဲဆင်နွှဲခဲ့ရမှာစစ်သား9ဦးတပ်မနယ်တိစုံပြီးအများပြားမှာဒဏ်ရာရရှိကစစ်အုံဆောင်ပစ္စည်းအချို့တင်စီရရှိခဲ့တယ်လို့သိရှိရပါတယ်။အဆိုပါစစ်သားနှစ်ပစ္စောတိများမှာပယံရွာ၊ကွန်တောင်ကြီးရွာ၊ဇီးကုန်းလေးရွာနဲ့ဇီးဖြူကုန်းပစ္စောတိရွာတို့ကဖြစ်ပြီးတက်ပွဲဖြစ်ပွားနေစဉ်တွင်ရွှေဘုံမြို့၊မေကွန်ရွာတို့ကားနှစ်စီးဖြင့်စစ်ကူများရောက်လာခြင်းရွှေဘုံမြို့ခလာရ42တက်ရွှေဘုံမြို့ကညာနာရုပ်ရွှေဘုံကျွန်တော်တို့မှာတဆွဲထားတဲ့စစ်သားများက122မမလနဲ့ကြီးများဖြင့်အဆက်မပြတ်ပြစ်ကူပေးခဲ့ခြင်းများလို့ဆောင်ခဲ့တယ်လို့သိ ရှိရပါတယ်။ဆိုပါတက်ခိုက်မှုကိုတော့ရွှေဘုံမြို့နယ်ဘက်ကဖတာဝန်ခံရဲ့ကုကဲမှုဖြင့်ရွှေဘုံမြို့နယ်ဘက်ကဖတက်ခိုက်ရေးဖွဲ့ PDO မှဦးဆောင်ကရွှေဘုံမြို့နယ်ဘက်ကဖ Federal Touch Tree Drone တပ်ဖွဲ့တိုင်းနယ်ငါဘက်ကဖဖွဲ့တိုင်းနယ်တဘက်ကဖနဲ့တိုင်းနယ်နှစ်ဘက်ကဖတို့ပူးပေါင်းကတက်ခိုက်ခဲ့တာဖြစ်ပြီးပြည်သူ့ကာကွယ်ရေးဘော်များထိခိုက်မှုရှိအောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်ရှင်။ ဒီကနေ့2025ခုနှစ်မတ်လ26ရက်နေ့အတွက်နောက်ဆုံးရပြည်တွင်းများကို Support PDF မြန်မာမှတင်ဆက်ပေးခဲ့ရန်ဖြစ်ပါတယ်။ကျွန်တော်ကတော့သတင်းတင်ဆက်သူနှောင်းယမွေးဖြစ်ပါတယ်ရှင်။